အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ချွေးမကိုလည်းတမိလို့ချစ်ပေါင်းဆိုရင်ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါရွာတရွာမှာနေထိုင်နေတဲ့ပရပါဆိုတဲ့အမျိုးသမီးကပုံမှန်အတိုင်းဆိုင်ရင်တတော်လေးနားလည်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်လူတွေအားလုံးကလည်းသူမကိုဆိုရင်တော့လေးစားကြပါတယ်သူစီမသားတယောက်နဲ့တမိတယောက်ရှိပါတယ် သူ့ရဲ့ကလေးလေးကိုစွန့်လဲသူအရန်ချက်ပါရီဒါပေမဲ့သူ့ရဲ့သားလေးလက်ထပ်ပြီးသွားတဲ့အချိန်ကစပြီးသူကသားသမီးတွေနဲ့ချွေမအပေါ်မှာခွဲခြားဆက်ဆံမှုတွေစတင်လာခဲ့ပါရီသားဖြစ်သူအနူရာနဲ့ချွေမလီကင်ဂျယ်တို့နှစ်ယောက်စလုံးကတော့ကုမ္ပဏီတစ်ခုထဲမှာအကြွတ်ကြုံအလောလောကိုင်းနေကြတဲ့သူတွေပါနှစ်ယောက်လုံးကလည်းတယောက်နဲ့တယောက်ချစ်ကြိုက်ပြီးလက်ထပ်ခဲ့ကြတာပဲဖြစ်ပါရဲ့တို့သားလေးသဘောတူချစ်ကြိုက်ပြီးယူတဲ့မင်္ဂလာဆောင်ကိုမိခင်ဖြစ်သူလုံးဝလက်မခံနိုင်ဖြစ်နေခဲ့ပါရဲ့ ချွေးမရောက်လာတယ်ဘာမှကိုအတော့မကြောက်ဘာအလုံးမမလုတ်တဲ့ချွေးမငါတော့ငါသားလေးကိုဘလောက်ကြောက်မှကောင်းမွန်တဲ့ main clip တွေအများကြီးပြပေးလိုက်တယ်လေသူကတယောက်ကိုမမကြိုက်ခဲ့ဘူးကင်ဂျယ်ဆိုတဲ့မိန်းမမှာသူကဘာရီများတွေ့သွားလို့အဲ့ဒီမိန်းမကိုတန်တန်ဆွဲနေရတာလေလက်ထပ်ပြီးအခုမှနှစ်ပတ်ပဲရှိပါသေးတယ်ရခမကတော့ချွေးမလေးကိုစတင်ဒုက္ခပေးနေခဲ့ပါပြီတရမတော့ရခမဖြစ်သူမနဲ့ဆော့ဆော့စစ်စစ်ချွေးမလေးရဲ့အခန်းထဲကိုဝင်ရောက်လာခဲ့ပါတယ်ကဲကဲကဲချွေးမလေးရေ အချိန်ကိုလည်းကြည့်ပါအောင်ဘဏနာကြီးထိုးနေပြီလေချွေမတယောက်ကအိမ်မှာအလောက်အကြာကြီးအိတ်ဆေးရလားနေမနဲ့အစောကြီးထပြီးတိမ်လုံးရဲ့အလောက်တွေကိုလောက်ထားမှနေရတာဝင်မဟုတ်ဘူးလားအိမ်တန့်ရှင်လို့ကြမ်းတိုက်ပြီးတော့ရင်တော့ရေမိုးချုပ်ပြီးဖျားရှစ်ခွေရမယ်လေသမင်းဟင်းချက်ပြီးအားလုံးနိုးလာတဲ့အခါကျရင်လည်းနေရခူးကျွေးရအောင်ပါဒါရီအားလုံးကချွေးမတယောက်ရဲ့တာဝန်နဲ့အလုပ်တွေပဲဟုတ်ကဲ့ပါအမေရဲ့တောင်းပန်ပါရနော်ကျမညတော်ကအလုပ်တွေလုပ်နေရင်အရင်ကနောက်ကျပြီးမှအိတ်လိုက်ရလို့လေ အဲ့ဒါကြောင့်ကျမအိယာကလည်းအစိုးရမထနိုင်ဘူးဖြစ်သွားတာပါအေးပါအေးပါ ဟုတ်ပြီဟုတ်ပြီဒီနေ့နောက်ကျမအိယာကနိုးလာတာတော့ထားလိုက်တော့ကိစ္စမရှိဘူးနောက်နေ့ကစပြီးအချိန်နဲ့အိယာကနေထားနောက်မဖြစ်စေနဲ့ကြားလာခဏနေပါဦးနင်အခုဒါဘာတွေကိုဝတ်ထားလဲအနောက်တိုင်းအဝတ်စားတွေကိုနင်ဝတ်ထားလားအိမ်မှာဒီလိုအဝတ်စားတွေဝတ်တာငါလုံးဝမကြိုက်ဘူးနောက်တစ်ခါကြာရင်ဒီလိုအဝတ်စားမျိုးတွေလုံးဝမဝတ်နဲ့ကြားလာအိမ်ကချွေးမဆိုတာကအဝတ်စားဝတ်တဲ့အချိန်မှာကောင်းကောင်းဝတ်တတ်ရတယ် ရိုးရထုံတဲ့အစင်လာအတိုင်းဝစ်ပြီးခေါင်းပေါ်မှာပဝါချုံထားတာကိုပဲငါမြင်ချင်တယ်နော်။ဒါပေမဲ့အမေကျမကြတော့အဲ့လိုဝင်လို့မရဘူးလေအမေရဲ့ကျမအပြင်ထွက်ပြီးအလုံးလုံးနေရတာမဟုတ်လား။အလုံးမှာအာလုံးကဂျင်းမောင်းမိနေအင်းကြီးပဲဝစ်ကြတာ။ကျမအဲ့လိုမျိုးပဲဝစ်တတ်တယ်။ဒါရီအာလုံးကငါကိစ္စမှမဟုတ်တာငါမသိဘူး။ငါနဲ့ကိုပြောပြီးသွားပြီ။သွားပြီးတော့အဝစ်စားသွားလဲစာရီကိုသွားဝစ်ခဲ့။အနုရပြေရှင်ပဲအမေကိုရှင်းပြလိုက်ပါအောင်ရှင်။ကျမဘလို့ပြောပြရမလဲလုံးဝနားမလဲတော့ဘူး။ 哦，没有嘞，哥，没有表你哦，没拿上来包。他没表宣布个，这个么好不啦？不咯，为啥不为代表土产么内部嘞？哎妈，别个拿不老天内么嘞？阿老天，哎，是谁内路亚里没？阿哪是阿讲内建设的要把人家设备老路亚欧嘛嘞？သူမမတန်းနိုင်တဲ့အဆုံးမှာတော့ရခမဖြစ်သူပြောတဲ့ပုံစံအတိုင်းပဲအဝိစာရီကိုဝတ်ခဲ့ရပါတယ်။ဒီနောက်မှာတော့နေစင်နေတိုင်းသူမအိယာကမနက်အစောကြီးထားပြီးနောက်မှာတော့တအိမ်လုံးရဲ့တန့်ရှင်းရင်လုံလိုက်ပါတယ်။ တန့်ရှင်းလို့ပြီးတော့နဲ့ဒီမှာရေချိုးပြီးဖျားရှခိုးပါရီမိသားစုဝင်တွေအားလုံးစားဖို့အတွက်မနက်စာကိုလည်းဒီမှာပြင်ဆင်ပေးပါရီလင်းလက်စာထမင်းဟင်တစ်ခါရဲချက်ပြုတ်ပြီးစီသွားတဲ့ခါကြတော့မှပဲဒီမှာရုံသွားကြပါရီဒီမှာရေရောင်းမလေးကအိမ်မှာတစ်ချိန်ကုန်လုံးအေးအေးဆေးဆေးထိုင်နေခဲ့ပြီးပါအလုပ်တစ်ခုမှလည်းမဝိုင်းကူပါဘူးသူကိုယ်တိုင်ကတော့ဝိစာအတိုးပြက်လေးတွေကိုအမြဲတမ်းဝိစင်လေးရှိပါရယ်။သမီးဖြစ်သူကြိုက်တယ်လို့လုံနေခဲ့ပေမဲ့မိခင်ဖြစ်သူကသမီးလေးကိုတော့ဘာတခုံးမှပြောဆိုခဲ့ခြင်းမရှိပါဘူး။ ညနေခင်းအလောက်ကနေချွေးမလေးပြလာခဲ့တဲ့အခါမှာတော့အလောက်တွေအားလုံးတမတယောက်တည်းချက်ပြီးလုပ်နေခဲ့ရပါတယ်။ညစာထမင်းချက်ပြုတ်ကြတာကိုလည်းတမကိုယ်တိုင်လုပ်နေခဲ့ရပြီးညနေခင်းလက်ဖက်ရည်ကိုလည်းတမပဲဖျော်ပေးခဲ့ရပါတယ်။နေနာကတော့ဘာအလောက်တစ်ခုကမကိုမဝိုင်းကူလုပ်ပေးရပါ။တမအိယာကနေနောက်ကြမှာအမြဲတမ်းထားလေးရှိပါတယ်။ပြီးတော့ရင်တော့ပြင်ဆင်ပြီးရနေကျောင်းကိုထွက်သွားတတ်ပါတယ်။ကျောင်းကနေပြန်လာတဲ့အခါမှာလည်းစားတောက်ပြီးရနေတမအခန်းထဲဝင်ပြီးအနားယူနေကြပါတယ်။ ။ဒီအတွက်ကြောင့်ပဲသူမအင်္ဂလိပ်ဆိုလို့ရှိရင်တော့ဘာတခုမှလည်းမလုပ်ကြပါဘူး။တကယ်မှတော့ကင်ဂျယ်ပင်မန်ဆိုရနဲ့ပဲအင်ကိုပြန်ရောက်လာခဲ့ပါရဲ့။ဒီမှာအနူရပြေကျမနေမကောင်းဘူးလို့ခံစားနေရတဲ့ကောင်းတွေနဲ့တအားကုန်မှုနေရဲ့။ဒါဆိုလို့ရှိရင်တော့အပြားကျစေလေးတောက်ပြီးခဏလေးအနားယူလိုက်ပါလား။အခန်းအပြင်မှာတော့ရခမဖြစ်သူကချွေးမလေးအပြင်ကိုထွက်လာမယ့်အချိန်ကိုစောင့်ဆိုင်နေခဲ့ပါရီ။အချိန်အတော်လေးကြာတဲ့အထိချွေးမလေးအပြင်ကိုထွက်မလာခဲ့တဲ့အခါမှာတော့ရခမဖြစ်သူအခန်းထဲဝင်လာခဲ့ပါရီ။ကဲဘီရင်မကြီး အလောက်ကပြန်လာပြီးရနဲ့လာအနာရှူနေသေးတယ်။ညောင်စာထမင်းဟင်ဘယ်သူချက်မဲလို့နေရချင်နေရလဲ။ညောင်စာထမင်းဟင်တော့ချက်အောင်လေ။အမေကျမနေထိုင်လို့မကောင်းလို့ပါ။ကောင်းတတော်လေးကိုမုန်းနောက်ပြီးတော့ကြိုက်နေတယ်။အော်နေရတော့တရက်လုံးဘာရီများ လုံးနေရလို့ပြင်းမှန်းနေရလေ။ငါကတော့အဖွားကြီးဘာအလုံးမလုံးနိုင်တဲ့အချိန်မှာနေတော့ထမင်းဟင်ချက်ပြောက်ကျွေးနေရအောင်မလား။ငါပထမရက်ကပြောပါရဲဒီလိုချွေးမမျိုးမလို့ကျင်ပါဘူးဆိုနေမှာငါ့ရဲ့စကားကိုဘယ်သူမှနားမထောင်ပေးခဲ့ကြဘူးလေ အနာရောဂါသုံးမိကိုရှင်းပြဖို့အတော်လေးစူးစမ်းခဲ့ပေမယ့်သုံးမိကတော့တစ္ဆက်ကလေးမှနားမထောင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဒီမကောင်းဖြစ်နေတဲ့ချွေးမလေးကအေယာကနေချလာပြီးထမင်းဟင်းချက်ပြုတ်ပေးခဲ့ရပါတယ်။ဒီလိုနဲ့ပဲအချိန်တစ်ဖြည်းဖြည်းကုန်ဆုံးလာခဲ့ပါတယ်။ဒီမှာတော့နေနာအတွက်ကောင်းမွန်တဲ့အင်ကကောင်းလေးတယောက်ရဲ့တောင်းရမှုရောက်ရှိလာခဲ့တဲ့ခါမှာမိဘတွေရဲ့သဘောဆန္ဒနဲ့တမားကိုလက်ထပ်ပေးခဲ့ကြပါရီ။ကဲတမီးလေးရော့ဒါအမေရဲ့လက်ဝဲလက်စားတွေတမီးယူသွားလိုက်နော်။ဒီလက်ဝဲလက်စားတွေအားလုံးကိုတမီးရဲ့ရောင်းမွားကိုအမေအခုချိန်ထိမပြရသေးဘူးတိလား။ သူ့ကိုယ်တာပြလိုက်မယ်ဆိုရင်တော့ဒါရီအားလုံးကိုသူရှောင်းယူသွားမှာတမီးလေးမရှိတော့တဲ့အခါကျရင်အမေအတွက်အိမ်မှာဘယ်သူမှရှိတော့မှလည်းမဟုတ်ဘူးပြောဆိုပြီးတော့ငုံနေခဲ့ပါရီအခန်းအပြင်ဘက်မှာရက်နေခဲ့တဲ့ချွေးမလေးကလည်းရောက်မှဖြစ်သူရဲ့စကားရီအားလုံးကိုကြားသွားခဲ့ပါရီသူမအတော်လေးကိုဝမ်းနေသွားခဲ့ပါရီဘာလို့လဲဆိုတော့ရောက်မှရဲ့အလုပ်တွေအားလုံးသူမတယောက်တည်းပဲဒီနေ့အထိလုပ်ပေးနေခဲ့ရမှာမဟုတ်လားနေနာကတော့ဘာအလုပ်တစ်ခုကိုမှလုပ်ပေးခဲ့ရလည်းမရှိပါဘူးခဏနေတော့ကင်ဂျယ်ကလည်းအခန်းထဲဝင်လာခဲ့ပြီးနောက်မှာတော့ပြောလိုက်ပါရီ အမေကလည်းဘာဖြစ်လို့တယောက်တည်းဖြစ်သွားရမှာလဲ။နေနာမရှိတော့ဘူးဆိုပေမဲ့အိမ်မှာကျမတယောက်လုံးရှိနေရသေးရပဲလေ။ကျမအမေဘီနာမှာရှိနေပြီမှာပေါ့။အော်ချွေးမလေးရဲ့။ဘယ်တူမှမလဲလေ။ချွေးမဆိုတာကတော့ချွေးမပဲ။တမီးဆိုတာကတမီးပဲ။ချွေးမကဘယ်တော့မှတမီးဖြစ်လာမှာမဟုတ်ဘူး။ဒီစကားတွေအလုံးကိုကြားခဲ့ရတဲ့အခါမှာချွေးမလေးတယောက်ဘာမှထပ်ပြီးပြောမနေတော့ပဲပါးစပ်ပိတ်နေလိုက်ပါရဲ့။ဒီနောက်မှာတော့သူမလေးရခမအိမ်ကိုရောက်ရှိသွားခဲ့ပါရဲ့။ရက်နေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာ နေနိုင်ရခမဖြစ်တော့ကကင်ဂျယ်လီရဲ့ရခမကိုဖုန်းခေါ်ပြီးပြောလိုက်ပါတယ်။ကဲခမီးခမတ်ကြီးလက်ထက်တဲ့အချိန်တုန်းကရှင်တို့ဘက်ကနေတင်ကြောင်းွယ်အနေနဲ့ဘာမှလည်းကျမတို့ပေးခဲ့ရမဟုတ်ဘူး။ပြီးတော့ရှင်ရဲ့အတုံးမကြတဲ့သမီးလေးကိုလည်းကျမတို့ရဲ့အိမ်မှာရှောင်းအောင်လို့ပို့လိုက်ကြတယ်။ဒီမိန်ကလေးကကြော်လေးပြင်းရှီတော့နေဘာလို့တခုမှလည်းကောင်းကောင်းလောက်ကင်တတ်ကြမဟုတ်ဘူး။အော်အမရဲ့အဲ့လိုတော့လည်းဘယ်ဟုတ်ပါမလဲ။ तू ဟာအတတ်ငယ်သေးလို့ပါ။သူ့ကိုအချိန်နည်းနည်းပေးမယ်ဆိုရင်တော့ तू အလုပ်တွေအားလုံးကိုစူးစမ်းသင်ယူပါလိမ့်မယ်ရှင်။ ။ချွေးမလို့မတတ်မှတ်ပဲနဲ့တမီတယောက်လိုမျိုးတတ်မှတ်ပြီးတော့သူ့အလုပ်တင်ပေးပါနော်။ဘယ်လိုမဆိုအမရဲ့ချွေးမလေးကသူ့မရဲ့တမီလေးပဲလေဟုတ်တယ်မလား။အမလီအမရဲ့ကျမကိုလာပြီးတော့ဆရာကြီးလာလုံနေရလား။ရှင်ကိုယ်တိုင်လည်းရှင်ရဲ့ချွေးမလေးကိုတမီတယောက်လိုမျိုးအရင်ဆုံးဆက်ဆံလိုက်ပါ။မင်္ဂလာဆောင်ဖြစ်နေတဲ့အချိန်ကာလအတွင်းမှာကျွန်မအားလုံးမြေတွေ့ခဲ့ပြီးသားအမချွေးမလေးကိုအမဘယ်လိုမျိုးဆက်ဆံလဲဆိုတာကိုလေကျွန်မအမလာပြီးတော့ပြန်ပြောနေသေးတယ်။ပြောဆိုပြီးနောက်မှာတော့ဗီမလာကလည်းဖုန်းချပြလိုက်ပါတယ်။ဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာ ခင်ချလေးရဲ့ခမဖြစ်တော့ကအတော်လေးကိုအားသင့်သွားခဲ့ပါရီ။သူမရဲ့အမားတွေကိုလည်းနည်းနည်းချင်းစီသဘောပေါက်လာနေခဲ့တဲ့အတွက်ဗစပ်ပိတ်ပြီးစဉ်းစားနေခဲ့ပါရီ။သူရဲ့သမီးဖြစ်သူလက်ထပ်ပြီးခမအင်ကိုရောက်သွားတဲ့အချိန်ကစပြီးသူမတစ်ချိန်ဂုံလုံးဝမ်းနေနေပါရီ။ဒီအတော်အတွင်သူမတော်တော်လေးကိုလည်းနေမကောင်းဖြစ်သွားခဲ့ပါသည်။ငါချွေးမလေးပေါ့ငါဘလောက်တောင်မှမကောင်းခဲ့လဲနော်။သူ့ကိုငါတော်တော်လေးနှိမ့်ဆက်ခင်မိတယ်။သူငါနာကိုလာတော့လာတော့မှမဟုတ်ဘူး။တကယ်မှာတော့သူတော်တော်လေးကိုနေမကောင်းဖြစ်နေခဲ့ပါရီ။ ဒီအချိန်မှာပဲချွေးမလေးကင်ကြလေးအတန်းကိုကြားလိုက်ရပါတယ်။အမေအမေရော့ဒီမှာစံပြုတ်လေးစံပြုတ်လေးစားလိုက်ပါအောင်ရှင်။စံပြုတ်စားပြီးသွားတဲ့အခါကျတော့ရှင်တော့ဒီမှာစိတ်နဲ့တောက်ရအောင်မယ်။ကင်ကြလကတယောက်ခမဖြစ်တော့ကိုအရင်ဆုံးစံပြုတ်လေးခွန်ကျွေးလိုက်။ပြီးတော့လည်းစိတ်တိုက်ပြီးအချိန်အကြာကြီးပြုစုပေးနေခဲ့ပါတယ်။ချွေးမလေးကတော့ယောက်ခမဖြစ်တော့ကိုပြုစုဆောက်ရှောက်ပေးဖို့အတွက်ရုံးကနေခွင့်ရရှိယူထားခဲ့ပါသေးတယ်။မနက်နေ့ညယောက်ခမဖြစ်တော့ကိုပြုစုနေနေပဲဒီမှာအချိန်တွေကိုကုံဆောင်ခဲ့ပါတယ်။ ရနေငယ်ကြမြင်သွားတဲ့အခါမှာတော့ရောက်ခမဖြစ်သူလုံဝနေပြန်ကောင်းကျမသွားတော့ကိုတွေ့ခဲ့ရပါတယ်။အခုဆိုရင်တော့ချွေးမလေးမရှိပဲပါအလုပ်တစ်ခုကိုမမလုပ်တတ်တဲ့အထီးကိုဖြစ်သွားခဲ့ပါပြီ။တရမှာတော့ရောက်ခမဖြစ်သူအပြင်ကနေပြန်လာတဲ့အချိန်မှာဝေစာရီအများကြီးဝဲလာခဲ့ပါတယ်။ချွေးမလေးရဲ့နေအပြင်ထွက်လာခဲ့ကြမအောင်။ကဲရော့ချွေးမလေးဒီနေ့အစပြီးရောနင်းဒီစာရီဝစ်စရာမလိုတော့ဘူးဒီဝစ်စာရီကိုဝစ်ပြီးထွက်ခဲ့။ခဏကြာတော့ဒီမှာလေအနောက်တိုင်းဝစ်ဆောင်တွေဝစ်ပြီးအပြင်ကိုထွက်လာခဲ့ပါတယ်။ သူလည်းအရန်ကိုဝမ်းသာပျော်ရွှင်သွားခဲ့တဲ့အတွက်ရခမဖြစ်သူကိုပြောခဲ့ပါသည်။ယေရှုမြတ်ကြည်တင်ပါ रे အမေ။ကဲတမီးလေးရေငါကနားလဲသွားပြီ။တမီးနဲ့ချွေးမမှာဘာတခုမှမခွဲခြားသင့်ဘူး။ငါတို့အားလုံးကတမီးနဲ့ချွေးမကိုဆိုလို့ရှိရင်တော့ခွဲခြားထားခဲ့ကြတယ်။ငါရဲ့တမီးလေးလက်ထပ်ပြီးတခြားသူရဲ့အိမ်ကိုရောက်သွားတော့ချွေးမလိုဆက်ဆံခံရတဲ့အချိန်ကဘလောက်တောင်မှဝမ်းနဲ့ကြေကွဲခဲ့ရလေ။ငါနဲ့ဘယ်တော့မှကောင်းကောင်းမဆက်ဆံခင်မိဘူး။ငါကတော့အမေရဲ့ရခမလိုနေထိုင်ခဲ့တယ်ဆိုပေမဲ့နင်ကတော့ငါ့အမေတယောက်လိုစောက်ရှောက်ပေးခဲ့တယ်နော် နေငေါ့လောက်ပေးခဲ့တဲ့လောက်ကိုတော့ငါ့ရဲ့သမီးအရင်လေးနေနားတော်မှာလောက်ပေးခဲ့တာမဟုတ်ဘူး။ငါဘယ်တော့ကကောင်းမှုတွေလုပ်ခဲ့လို့များနေလို့ချွေးမလေးရခဲ့လဲမသိပါဘူး။ဒီစကားတွေကြားခဲ့ရတဲ့အခါမှာချွေးမလေးဝမ်းသာပျော်ရွှင်သွားခဲ့ပါရဲ့။နောက်နေ့ချွေးမလေးရုံကနေပြန်လာတဲ့အခါမှာယောက်ျားမကိုယ်တိုင်းလက်ဖက်ဖြော်တိုက်ခဲ့ပါရဲ့။အမေရဲ့ဘာဖြစ်လို့ဒုက္ခခံနေရတာလဲ။အမေလို့လည်းခန့်ခေါ်သေးတယ်ဒုက္ခခံစရာလား။ငါသမီးလေးပြန်မှန်းပြီးတော့ရုံကနေလာတာဒီလောက်ကတော့လောက်ပေးနိုင်ပါရဲ့။ ကဲလဖေးတောက်လိုက်ပြီးသွားရင်တော့အတူတူညစာစားကြမယ်နေကြိုက်တဲ့ဟင်းတွေချက်ထားတယ်အခုဆိုရင်တော့ကျမအမေကိုတော့မှကျမသတိမရတော့ဘူးကျမဒီမှာအမေတယောက်ရသွားပြီလေအမေရောခမနှစ်ယောက်လုံးတယောက်ကိုတယောက်ဖတ်ထားခဲ့ရကိုမြင်တွေ့ခဲ့ရတဲ့အခါမှာအနုရပလဲဝမ်းတာပြောရွှင်သွားခဲ့ပါလေရဲ့နေငယ်ကြတဲ့အခါမှာနေနာကမိဘအိမ်ကိုလာပြန်လဲခဲ့ပြီးအမေနဲ့ရောင်မနှစ်ယောက်လုံးကသူမကိုဟင်းချက်နေတင်ပေးလိုက်ပါလေဒါကြောင့်သူမလည်းရောခမအိမ်မှာဝမ်းတာပြောရွှင်စွာနဲ့နေထိုင်နိုင်သွားခဲ့ပါလေ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ရုပ်ရထုံတဲ့အစလားအတိုင်းမင်္ဂလာဆောင်ဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ဆူမီတရာဆိုတဲ့အမျိုးသမီးတယောက်ကတော့သူ့ရဲ့ကလေးနှစ်ယောက်နဲ့အတူတူနေထိုင်နေခဲ့ပါတယ်။သူ့ရဲ့အမျိုးသားဖြစ်သူကတော့ကွယ်လွန်သွားခဲ့ရကြပါပြီ။အရင်တုန်းကမိခင်ဖြစ်သူကစီးပွားရေးအခြေအနေတွေအလုံးကိုထိန်းသိမ်းပေးခဲ့ပေမဲ့တားဖြစ်သူအရွယ်ရောက်ရှိလာခဲ့တဲ့နောက်မှာတားဖြစ်သူကပဲစီးပွားရေးကိုထိန်းသိမ်းပါတယ်။အသက်ကြီးလာတဲ့မိခင်ဖြစ်သူကတော့စိတ်ယုံကိုသိပ်ပြီးသွားလာလေမလို့ကြောက်ပါဘူး။ များသောအဖြစ်ဖရာကျောင်းကိုပဲသွားပြီးနောက်မှာတော့ဖရာတရားလောက်ပါတယ်။ဒီနောက်မှာရဗီကတော့ရှေဖာလီဆိုတဲ့မိန်းကလေးတယောက်ကိုချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ့သူ့အမေနဲ့ပတ်သက်တဲ့ကြောင်းစိတ်တွေကတော့သူ့ရင်ထဲမှာအမြဲတမ်းရှိနေခဲ့ရပေါ့။သူ့ရဲ့မိခင်ဖြစ်သူကတော့အရင်တုန်းကအခြေအနေတွေကိုပဲအခုချိန်ထိလက်ခံယုံကြည်ထားတဲ့သူပါ။ကဲဘလို့လဲအမကြီးအမရဲ့သားလေးကလည်းအခုဆိုင်တော့အရွယ်တစ်ခုရောက်နေပြီသူ့ကိုဘယ်တော့လက်ထပ်ပေးမယ်ဆိုပြီးတော့စဉ်းစားထားလေပြောပါအောင်ကျမတို့ကဘာတွေများစိုးရိမ်ပူပန်နေရမှာလဲရှင် ကျမတို့အရင်တည်းကထုံတန်းစင်လာရီရှိခဲ့ရပဲဒီထုံတန်းစင်လာရီအတိုင်းပဲကျမလုံးမယ်ဆိုပြီးတော့စဉ်းစားထားပါရယ်ကျမတို့မျိုးရိုးကဟိုးအရင်တည်းကတမီးပေးချွေးမရှူအဲ့လိုအစင်လာရှိခဲ့ရမလားကျမတမီးလေးလက်ထပ်ပြီးသွားမယ်အိမ်ကတမီးဖြစ်သူကိုကျမရဲ့အိမ်ကချွေးမလေးအနေနဲ့ကျမပြန်ခေါ်လာခင်မယ်ဒါထုံးဆက်မယ်နေရလေဟဲ့ဒါအရင်ခင်မဟုတ်တော့ဘူးလေခေတွေကအများကြီးပြောင်းလဲလာပြီခလေးတွေရဲ့စိတ်ကလည်းငါတို့ပြောသမျှစကားတွေအားလုံးကိုလက်ခံခြင်းမှလက်ခံကြတော့မှာ နေရကလေးတွေကသူတို့သဘောကျတဲ့သူနဲ့ပဲလက်ထပ်ချင်းလဲဆိုပြီးတော့တောင်းဆိုခဲ့ကြမယ်ဆိုအဲ့ဒီခါနေဘယ်လိုလုပ်ကြမလဲနေပြောနေတဲ့ရိုးရထုံတဲ့အစလာရီဆိုတော့ကိုဘယ်သူမှလက်ခံကြမှာမဟုတ်တော့ဘူးသိရလားဒီလိုတော့လည်းဘယ်ဟုတ်ပါမလဲအမရဲ့အမစောင့်ကြည့်လိုက်ကျမရဲ့ကလေးတွေကကျမရဲ့ပြောတဲ့စကားကိုဘယ်တော့မှညှင်းဆိုခဲ့ကြဘူးတော့မဟုတ်ဘူးသူတို့ကျမစကားကိုကျင်းသေးပေါ့နားထောင်ကြလိမ့်မယ်လက်ခံပေးကြလိမ့်မယ်ကျမသဘောတူတယ်သူနဲ့ပဲသူတို့ကလက်ထပ်ကြမှာ ။စမေတရာကတော့သူ့ကိုယ်သူယုံကြည်ချက်ပြင်းထန်နေခဲ့ပါရဲ့။အရန်ကိုလည်းမာနာထောင်လွှားလုံးပါရဲ့။အခုချိန်ထိလည်းသူ့ရဲ့မိသားစုဝင်တွေကိုသူကရိုးရထုံးတက်အစလောင်းအတိုင်းပေးထားခြင်းပါရဲ့။သူ့စကားကိုလည်းသူ့ကလေးတွေကနားထောင်နေကြလိမ့်မယ်ဆိုပြီးမျှော်လင့်နေကြရပါဘို့။သူ့ရဲ့မိသားစုဝင်တွေကတော့သူ့ရဲ့စည်းကမ်းချက်တွေကြောင့်ပျော်ရွှင်နေကြတာမဟုတ်ပါဘူး။ကလေးတွေကတော့မိခင်ဖြစ်သူရဲ့တင်းကြံလုံးတဲ့စည်းကမ်းတွေကြောင့်စိတ်ပြတ်နေကြပါရဲ့အကိုဒါနဲ့အကိုဘယ်လိုချင်လဲ အမေပြောတဲ့စကားတွေအကုန်လုံးကိုအကိုလက်ခံလားအကိုတကယ်လို့တစ်ခုခုပြောမယ်ဆိုလို့ရှိရင်ရောအမေကသဘောတူလက်ခံပေးလိမ့်မယ်လို့အကိုအနေနဲ့ယုံကြည်လားအမေပြောနေတာစကားတွေရှိတယ်ဆိုတော့အကိုလည်းနားလေမလားအမေကဟိုးအရင်တုန်းကအမေတို့ခေတုန်းကလောက်ခဲ့တဲ့ရိုးရထုံတဲ့အစလအတိုင်းပဲမင်္ဂလာဆောင်ကိုလှုပ်ပေးခြင်းနေရလိကျမလက်ထပ်ပြီးသွားတဲ့အိမ်ကမိန်းကလေးကိုပဲအကိုရဲ့မိန်းမအနေနဲ့သူကပြန်ခေါ်လာခဲ့လိမ့်မယ်ထွေးမပေးတမီးယူဆိုတဲ့အစင်လာကိုပဲသူကလုံးမှာ ပြီးတော့အခုတလောအမေကအဲ့လိုမိန်းကလေးတယောက်ကိုလည်းလိုက်ရှာနေသေးရဲ့နော်သိရဲ့လားညီမလေးရဲ့အကိုလည်းဘယ်လိုလုပ်ရမလဲတကယ်မသိရောအမေကိုနားလည်အောင်ရှင်းပြဖို့ဆိုတော့ကလည်းကိုရဲကိစ္စမဟုတ်ဘူးလေပြီးတော့အကိုရှယ်ဖာလေးကိုတကယ်ချစ်တယ်သူနဲ့ပဲလက်ထပ်ချင်တယ်ပြီးတော့သူ့ကိုလည်းခရီးပေးထားပြီးပြီးအမေကိုရောင်းပြောပြီးသွားတဲ့ခါကျရင်သူ့ကိုလာတောင်းပြီးလက်ထပ်ပါမယ်ဆိုပြီးတော့သူ့ကိုဒီအိမ်ကချွေးမလေးဖြစ်အောင်လို့အကိုလှုပ်ပေးရမယ်ဒီနေ့ဘယ်လိုမဆိုအမေနဲ့ဒီကိစ္စတွေအားလုံးစကားပြောကြည့်ဖို့အတွက်စဉ်းစားထားတယ် ဒီလိုနဲ့အချိန်ခဏကြာမြင်သွားခဲ့တဲ့အခါမှာတော့ဇူမေတရာကလည်းတငယ်ချင်းဖြစ်သူအိမ်ကနေစကားပြောဆိုပြီးပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ကဲမောင်နှမတစ်ယောက်ပါစကားတွေပြောဆိုနေကြတာလေပြောပါအောင်အမေလည်းသိကြတယ်အမေကိုလည်းပြောပြစမ်းပါအောင်အခုနကြားလိုက်တယ်အမေကိုဒီနေ့ပြောမှဖြစ်မယ်။ဘာစကားတွေများအမေကိုဒီနေ့ပြောမှဖြစ်မှာလဲ။အာအမေကလည်းဘာမှအရေးမကြီးပါဘူးအမေရဲ့။ဘာစကားမှတော့မဟုတ်ပါဘူးထိုင်လေ။အမေပြန်ရနေပြီးတော့အခုမှပြန်လာတာမလားခဏထိုင်ပါဦး။နောက်တော့မှအေးအေးဆေးဆေးဒီအကြောင်းတွေကျွန်တော်တို့စကားပြောကြတာပေါ့နော်အမေ။ အမေအခုမှပြန်လာတာဆိုတော့ခဏလေးထိုင်အောင်အနားယူအောင်လေကျွန်မအမေအတွက်ရေတခွက်ခက်လာခဲ့ပေးပါမယ်နော်ဒီလိုနဲ့တမီးဖြစ်သူကရေသွက်ခန့်နေခဲ့တဲ့အခါမှာတာမီးနှစ်ယောက်သားအေကန်နဲ့ကဆိုဖာပေါ်မှာထိုင်ပြီးစကားပြောခဲ့ကြပါတယ်အေးပြောပြောပြောသားရေဘာကိစ္စများလဲဘာအကြောင်းကိစ္စတွေများနေငေါ့ပြောစရာရှိနေရတာလေအမေကျွန်တော်မင်္ဂလာကိစ္စစကားပြောချင်လို့ပါကျွန်တော်ရှယ်ဖာလီဆိုတဲ့မိန်းကလေးတယောက်ကိုအရန်ချင်းမိသွားခဲ့ပြီအော်ကျွန်တော်ပြောချင်တဲ့သဘောကလေအမေသူကတကယ်အရန်ကိုကောင်းမွန်ပြီးတော့လိမ္မာရေးချရှိတဲ့မိန်းကလေးတယောက်ပါအမေရဲ့ ကျွန်တော်တို့တယောက်ကိုတယောက်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်တုန်းကလေးကတီးကြတယ်လေ။သူလည်းကျွန်တော်အကြောင်းကောင်းကောင်းသိတယ်လို့မျိုးကျွန်တော်လည်းသူ့အကြောင်းကောင်းကောင်းသိတယ်။အခုကျွန်တော်သူနဲ့လက်ထပ်ချင်နေပြီ။ဒါနဲ့အသားလေးရေနင်းလည်းသိတဲ့အတိုင်းပဲအမေတို့ရဲ့ရိုးရထုံတဲ့ဆလာရီအကြောင်းကိုအမေတို့အဲ့ဒီအိမ်ကမိန်းကလေးကိုချွေးမအနေနဲ့အိမ်ကိုခေါ်လာခဲ့မယ်ဆိုရင်တော့အဲ့ဒီအိမ်မှာပဲအမေရဲ့သမီးလေးကိုချွေးမအနေနဲ့ပြန်ပေးရလိမ့်မယ်။ဒါရီအားလုံးကအမေတို့လက်ခံယုံကြည်လာခဲ့တဲ့ရိုးရထုံတဲ့အဆလာရီပဲ။အမေတို့ရဲ့အဖို့အဖွားတွေခဲ့တဲ့ကလှုပ်လာခဲ့တဲ့ထုံတဲ့အဆလာရီ မေတို့အနေနဲ့ဆက်လက်ပြီးတော့လိုက်နာသွားဖို့အရန်အရေးကြီးတယ်။အမေကဒီအိမ်ကိုချွေးမော်လေးအနေနဲ့ရောက်ရှိလာခဲ့တဲ့အချိန်မှာတာအဖေရဲ့ညီမဖြစ်သူအမေရဲ့ယောင်မဖြစ်သူကလည်းအမေရဲ့အိမ်မှာယောင်မအနေနဲ့ပြန်ပြီးတော့ရောက်သွားခဲ့ရတယ်။သူကိုယ်တိုင်လည်းအမေပုံစံအတိုင်းပါပဲ။သူရဲ့တာသမီးတွေကိုဒီပုံစံအတိုင်းစီကံတင်းကျပ်စွာနဲ့ထိန်းချုပ်ထားတယ်။သူလည်းဒီရိုးရထုံးတဲ့အစင်လာတွေအားလုံးကိုလက်ခံလိုက်နာခဲ့တယ်။ပြီးခဲ့တဲ့နှစ်တုန်းကသူရဲ့တာလေးလက်ထပ်လိုက်တဲ့အချိန်ကိုမှတ်မိသေးလား။ သူ့ချွေးမလေးအိမ်ကိုရောက်လာတဲ့အချိန်မှာပဲသူ့ချွေးမလေးရဲ့အကိုဖြစ်သူနဲ့သူ့သမီးလေးကိုပြန်ပြီးလက်ထပ်ပေးခဲ့တယ်လေ။အမေတို့မျိုးရုံမှာအားအလုံးကဒီရိုးရထုံတန်းအစင်လာကိုလိုက်နာနေခဲ့ကြတာ။ဒါဆိုလို့ရှင်တော့တားလေးရဲ့မင်္ဂလာဆောင်ကြောင့်အမေတို့ဆက်ပြောကြတာပေါ့။အဲ့ဒီမိန်းကလေးစီမအကိုရေမောင်တွေလူပြိုလူလွတ်များရှိသလား။ဒါမှအမေရဲ့သမီးလေးနေတာနဲ့သူ့ကိုလည်းလက်ထပ်ပေးလို့ရမှာ။အဲ့ဒါဆိုရင်တော့အမေဘက်ကမင်္ဂလာဆောင်ကိုလက်မခံစရာ၊ကန့်ကွက်စရာ၊တားမြစ်စရာဘာမှမရှိဘူးအမေသဘောတူရတဲ့တော့ဟုတ်သူရှိမှရှိပါတယ်အမေ ဒါပေမဲ့သူ့အနေနဲ့ကျွန်တော်ရဲ့နေနာကိုသဘောကျမလားသဘောမကျဘူးလားဆိုတော့ကိုတော့ကျွန်တော်လည်းမသိဘူးလေပြီးတော့ကျွန်တော်ညီမလေးနေနာဘက်ကနေပြီးတော့လေသူ့ကိုသဘောကျမကျဆိုတာကရှိသေးတယ်။အေးပါဒါဆိုလို့ရှိရင်တော့အေးအေးဆေးဆေးတစ်ခေါက်လောက်စကားပြောကြည့်ကြတာပေါ့။ကောင်းပြီလေငါသားလေးဒီလောက်တောင်မှဆက်ရထပ်တန်းနေအောင်ဆိုတော့မနှက်ဖြံပဲတွားကြည့်ကြမယ်စကားပြောကြည့်ကြတာပေါ့။နေနာကစကားတွေအားလုံးကိုကြားသွားခဲ့ပါရဲ့။သူ့အတော်လေးကိုစိတ်ညစ်သွားခဲ့ပါရဲ့။သူ့ကိုကိုယ်တိုင်ကလည်းစိတ်ညစ်နေခဲ့ပါရဲ့။ နောက်နေ့မှာတော့စမေတရာကလည်းသူ့ရဲ့သားလေးရော်ဖီနဲ့အတူတူရှေဖာလီရဲ့အိမ်ကိုသွားခဲ့ပါရီဒီနောက်မှာတော့သူမနှစ်ပေါင်းများစွာပြောဆိုခဲ့တဲ့စကားတွေကိုတပန်ပြန်လည်ပြောဆိုခဲ့ပါရီဒါနဲ့အမကြီးအမစိတ်မဆိုးဘူးဆိုရင်တော့ကျွန်မစကားတစ်ခုလောက်ပြောလို့ရမလားယင်မင်္ဂလာဆောင်ကိုအခုလိုမျိုးကျင်းပတယ်ဆိုတာကအတင်းအကျပ်လုံးနေတယ်လို့များဖြစ်မနေဘူးလားရှင်ကျွန်မတို့မိသားစုဝင်တွေမှာတော့ကျွန်မတို့ရဲ့ကလေးတွေအားလုံးကိုကိုယ်သဘောကျနှစ်သက်တဲ့တုံနဲ့ပဲလက်ထပ်ပါဆိုပြီးတော့လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်ပေးထားပါရီ လက်ထက်တယ်ဆိုတာကလူနှအိုးကြားထဲမှာချက်ချင်းမြတ်တာတွေရှိမယ်ဆိုရင်တော့နှစ်ပေါင်းများစွာကြာတဲ့အထိတည်တန့်ခိုင်မြဲသွားပါလိမ့်မယ်။ကျမကလေးတွေအကြောင်းကိုကျမသိရသလောက်ဆိုရင်တော့ကျမရဲ့သမီးလေးကအမရဲ့သားလေးဝဘီကိုတတော်လေးသဘောကျပါရဲ့။ပြီးတော့ကျမရဲ့သားဖြစ်သူအာယုရှ်ကလည်းသဘောကျနှစ်သက်နေရဲ့မိန်းကလေးတယောက်ရှိတယ်လို့ကျမသိထားတယ်။ဒီအကြောင်းလေးကိုတော့သူပထမတွေကကျမကိုပြောပြထားပြီးသားပါ။ကျမကလေးတွေကကျမကိုဖုံးကွယ်ထားတာဘာတစ်ခုမှမရှိဘူးလေ။အားလုံးကပွင့်ပွင့်လင်းလင်းပဲ။ ရပါတယ်ရှင်ဒါဆိုရင်တော့စကားတွေအားလုံးဒီနေရာမှာပဲအဆုံးသတ်လို့ရသွားတာပေါ့ကျမတို့အနေနဲ့ဒီမင်္ဂလာဆောင်ကိုသဘောမတူနိုင်ပါဘူးဒီမင်္ဂလာဆောင်ဖြစ်လာဖို့လည်းမရှိတော့ဘူးကျမအခုနပြောတဲ့အတိုင်းပဲကျမလိုချင်တဲ့မိသားစုဝင်ကိုပဲရှာပြီးတော့ကျမရဲ့သားလေးကိုလက်ထပ်ပေးမယ်ကျမအခုနပြောတဲ့အတိုင်းပဲနော်ချွေမအိမ်ကိုရောက်လာတဲ့အခါကျရင်တော့ကျမရဲ့သမီးလေးကလည်းအဲ့ဒီအိမ်ကချွေမအနေနဲ့အဲ့ဒီအိမ်ကိုပြန်သွားရမယ်အမေရဲ့ခဏနေပါဦးစမွေတရားကတော့အဲ့ဒီအချိန်မှာဘယ်သူပြောတဲ့စကားကိုမှနားမထောင်ဘဲနဲ့အိမ်ကိုပြန်သွားခဲ့ပါလေ အရင်းနီးယားစပီသားဖြစ်သူရဗီကတော့တတော်လေးကိုစိတ်ပြတ်သွားပါတယ်။သူကတော့သူ့မိကိုစန့်ကျင်ပြီးဘာတစ်ခုမှမလုပ်ချင်ခဲ့ပါဘူး။နေနာကတော့သူ့ကိုအခုလိုမျိုးစိတ်ပြတ်ဝမ်းနေနေရကိုနည်းနည်းလေးမှမကြည့်ရနိုင်ခဲ့ပါဘူး။သူ့ကိုဝမ်းနေပြီးငိုနေရကိုတွေ့ကြရတဲ့အခါမှာနေနာကရှေဖာလီကိုဖုန်းဆက်လိုက်ပါတယ်။ရောင်မရေကျမကိုကရောင်မအကြောင်းပြောပြတဲ့နေရာစပြီးကျမကအမကိုရောင်မတယောက်အနေနဲ့တတ်မှတ်ထားလိုက်တာပါ။အခုတော့အမတို့နှစ်ယောက်တွေ့ရကိုဘယ်သူမှချက်ပြီးတားမှမဟုတ်တော့ဘူး။ ဒီနေ့အောင်ဆောင်ပြီးနှစ်ယောက်စလုံးရဲ့ဘဝမှာရှိနေတဲ့ဒုက္ခဆင်းရဲတွေကုံဆုံးသွားစေရမယ်။ကျမရဲ့အကူကိုအမြဲတမ်းခရုစိုက်ပေးပါနော်။နင်နာရင်နင်ဘာလို့စကားအခုလိုမျိုးပြောနေရတာလဲ။တခုခုလွဲနေတဲ့ပုံစံပဲနော်။နင်တခုခုလှုပ်တော့မလို့လားမလှုပ်ပါနဲ့။ရှယ်ဖာလီကတခုခုမှားရွေးနေတယ်လို့ထင်ပန်းနေခဲ့တဲ့အတွက်ရဗီရဲ့အိမ်ကိုချက်ချင်းပြေးလိုက်လာခဲ့ပါရဲ့။ဘာဖြစ်တာလဲ။ဘာဖြစ်တာလဲ။နင်တို့ကြည်ရတာအရန်ကိုထိတ်လန့်နေတဲ့ပုံစံပဲဘာဖြစ်လို့လဲ။အရာအလုံးအစဉ်ပြေးရလား။နင်နာရောနင်နာဘမလဲ။နင်နာကသူ့ရဲ့အခန်းထဲမှာသူရှိပါရဲ့။ နင်ကဘာဖြစ်လို့သူ့အကြောင်းကိုလောင်မေးနေရတာလဲ။သူနဲ့ဘာကိစ္စရှိလို့လဲ။ရှယ်ဖာလီကလည်းနေနာရဲ့အခန်းဘက်ကိုချက်ချင်းပြေးသွားခဲ့ပါရီ။နေနာအခန်းထဲကနေတကားပိတ်ချခဲ့ပါရီ။အားလုံးကလည်းနေနာရဲ့အခန်းတကားကိုထုတ်နေခဲ့ကြပါမယ်။နေနာအခန်းတကားလာမဖွင့်ပေးခဲ့ပါဘူး။ရဗီရဲ့ရှင်တကားကိုဖြတ်လိုက်တော့တကားအမြန်ဆုံးဖြတ်။သူတခုခုမဟုတ်တာလုံးတော့မယ်လို့ကျမထင်တယ်။ရဗီကလည်းတကားကိုချက်ချင်းဖြတ်ချလိုက်ပါရီ။ဒီအချိန်မှာနေနာအခန်းထဲမှာတခုခုလုံးတော့မယ်ဆိုတာကိုအားလုံးတွေးခဲ့ရပါရီ။နေနာရဲ့နေယူသွားပြီလား။ဒါဘာလုပ်နေရလဲ။ တမီးရဲ့နေကိုကကိုတတ်တည်ဖို့အတွက်ကြိုးစားနေတယ်။ဘာဖြစ်လို့များလဲတမီးရဲ့နေတော့ငိုပဲငိုနေခဲ့ပါတော့တယ်။ဒါဆိုရင်ကျမဘာလုပ်ရမှာလဲအမေ။ကျမကဒုက္ခဆင်းရဲတွေအားလုံးရဲ့အရင်းမြစ်မဟုတ်လား။ကျမသာဒီလောကကြီးကနေထွက်ခွာသွားမယ်ဆိုရင်တော့အကိုနဲ့ရောင်မာတို့နှစ်ယောက်လုံးအေးအေးဆေးဆေးလက်ထပ်ပြီးနေထိုင်လို့ရသွားလိမ့်မယ်။အချင်းချင်းရဲ့ချစ်ချင်းမြတ်တာကိုတို့ရရှိလိမ့်မယ်။အမေရောအမေရဲ့ရိုးရထုံတန်းဆလာတွေကိုအမြဲတမ်းထိန်းသိမ်းထားပြီးတို့ရဲ့ချစ်ချင်းကိုခွဲနေအောင်ပါပဲလေ။ ျမသိတယ်ကျမမရှိရတဲ့အခါကျမှအမေစိတ်လျှော့ပြီးတော့သူတို့ကိုလက်ထပ်ပေးမှာသမီးအဲ့ဒါကြောင့်အသက်မရှင်ကျင်တော့ဘူးမေမဟုတ်တာသမီးရဲ့အမေရဲ့ကလေးတစ်ယောက်လည်းမရှိပဲနဲ့အမေလည်းအသက်မရှင်နိုင်ပါဘူးအမေကိုခွင့်လောက်ပါနော်ငါရဲ့မကောင်းတဲ့စည်းကမ်းတွေကြောင့်ငါရဲ့ကလေးတွေကမကောင်းတဲ့ခြေလှမ်းတွေလှမ်းဖို့အတွက်ပြင်ဆင်နေခဲ့တာငါကဒါမျိုးကိုခွင့်ပြုပေးရမှာလားခွင့်လောက်ပါသမီးလေးရဲ့အမေကိုခွင့်လောက်ပါကွယ်နင်တို့အားလုံးအမေကိုခွင့်လောက်ကြပါအမေရဲ့ကလေးတွေမရှိဘူးဆိုမှတော့အမေကဒီစည်းကမ်းတွေကိုဘာဖြစ်လို့ထုတ်ကြအောင်မလဲ ခုချိန်ကစပြီးအမေဘယ်သူ့ကိုမှထပ်ပြီးမတားတော့ပါဘူးအမေရဲ့ကလေးတွေဘဝကိုဘလို့ရှင်းတန်းခြင်းလဲအဲ့ဒီပုံစံနဲ့ရှင်းတန်းကြပါတော့နော်ပြီးတော့တမီလေးရှယ်ပါလီနင်ကဒီနေ့ငါ့ရဲ့တမီလေးကိုကဲတင်ပေးခဲ့ရပါပဲနင်ကရောင်မတရားဆိုရဲတာဝန်ကိုကျေပြွန်ခဲ့တယ်အားရကြောင့်နင်ဒီအိမ်ကချွေးမလေးဖြစ်လာရမယ်အမေကတိပေးပါတယ်ဘယ်သူ့ကိုမှအမေဘာမှထပ်ပြောဖို့မရှိတော့ပါဘူးကိုဟါကိုပြောင်းလဲလိုက်တော့မယ်အားလုံးကလည်းဝမ်းသာလို့မျက်ရည်တွေစီးကြလာခဲ့ပါတယ်ရန်နေကြမြင်သွားခဲ့တဲ့အခါမှာရဗီနဲ့ရှယ်ဖာလီတို့ခန္ဓာစွာလက်ထပ်ခဲ့ကြပါသေး နေနာတဲ့သူ့ကိုယ်နဲ့ရောက်မှနှစ်ယောက်လုံးအတူတူပြောရွှင်နေအောင်ကိုတွေ့ခဲ့ရတဲ့အခါမှာသူမကိုယ်တိုင်လည်းအရန်ကိုဝမ်းသာပြောရွှင်သွားခဲ့ပါရည်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်